လူတွေအားလုံးမင်္ဂလာပါကျွန်တော်ကတော့ five star လေးရမှုပဲဖြစ်ပါတယ်နော်ကျွန်တော်တို့ဒီတစ်ပတ်မှာကျွန်တော်အမျိုးတွေအတွက်ကျွန်တော်အကောင်းဆုံးနော်ပြမရင်မာတင်ကိုကျွန်တော်တို့လုတ်ပေးနိုင်ခဲ့ပါပြီတာဝန်လဲကြည်ပြီလို့ပြောရမယ်ကျွန်တော်ဒီနေ့မနေ့မှာ ိုးရှိဆိုပြီးထွက်တယ်ဒီကိုးရှိရဲ့မူဟာကျွန်တော်တို့စနေနေ့မှာကျွန်တော်မနေ့ပိုင်းလိုက်လွင်းတဲ့စီမှာဒီလိုက်ကိုကြည့်တဲ့မျိုးတွေအလုံးအကုန်သိတယ်ကျွန်တော်တို့ကဘာပြောခဲ့လဲဆိုရင်ဒီအပတ်မှာတော့တနင်္လာနေ့မှာနက်ခတ်ကြခဲ့လို့အဲ့ဒီနက်ခတ်ရဲ့အပိုင်းအခွေရှိတယ်ကျက်တောင်းနဲ့ထုတ်ရောင်းခဲ့တယ် အဲ့ဒီအခွေသည်ရှစ်ဘူးလို့ကြားတယ်၊သုံးညာရှစ်လို့ကြားတယ်။သူ့ရဲ့မူအရညီအကိုတွေအပိုင်ကြမယ်၊ညီအကိုတွေအပိုင်ကြတယ်၊အဘူးအပိုင်ကြတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အဲ့ဒီမှာမူနဲ့ဆိုင်နဲ့ရောပြထားတယ်နော်။အဲ့ဒီစနေနေ့လိုက်ကို ကြည့်တဲ့မျိုးတွေသိတယ်။ဒီနှစ်ခတ်ကြောင်းတုံညာခွန်ဆိုရင် ခွန်ရှိ9တုံညအခွေသည်ကျွန်တော်တို့ရှိရှိ3ညရှိဆိုပြီးတော့တာဝန်ကျေစွာကြခဲ့တယ်လို့ပြောပေမဲ့သူ့ရဲ့မိန်းသည်ညီကိုကနန်းနေဖြစ်တယ်ညီကိုကနန်းနေကြပြီးမှသူ့ရဲ့မူဟာပြီးဆုံးမှဖြစ်တဲ့တွေ့ခွန်ရှိ9တုံညအခွေဟာခွန်ရှိ19 ကိုတုံညဆိုတဲ့သုံးဘက်ကိုမိန်ထွားထိုးရမယ်အဲ့ဒီမှာဒီအပတ်မှာမထွက်ခဲ့တဲ့တွေကျွန်တော်ကပြောခဲ့တယ်ခင်ဗျားတို့တနင်္လာနေ့အင်္ဂါနေ့မှာတေချာပေါက်ထွက်မယ်ယုံကြည်ရင်လဲလုံးပါလို့ကျွန်တော်ပြောခဲ့တဲ့အတိုင်ဒီနေ့68ဆိုပြီးတော့เนาะထွက်ခဲ့တာကအဲ့ဒီမူကထွက်ခဲ့တာအယံကောင်းနေဗျာเนาะအယံကောင်းနေမူမတ်ထားပါเนาะ ကျွန်တော်တို့ကအဲ့ဒီရောင်းတဲ့ site ကိုเนาะအမျိုးတွေကိုသိအောင်ဘာလို့ပြလိုက်ရလဲအမှန်မပြသင်ပါဘူးဘာလို့လဲဆိုတော့ရောင်းခဲ့တဲ့မူ site မူလို့ကျွန်တော်တို့ဝယ်ပြီးတော့ယူခဲ့တဲ့မျိုးတွေလည်းရှိတယ်เนาะဒါပေမဲ့ကျွန်တော်မျိုးတွေကိုကျွန်တော်တို့ကကျွန်တော်တို့မူဆိုတာကို အပိုင်ပြကျင်လို့ကျွန်တော်တို့ကအဲ့ဒီခွန်ရှိ9တုံညာအခွေကိုဒီမှာ အပိုင်ဖြစ်တဲ့ခွန်ရှိရှိ990ဟာဒေဂျာပေါ့တနင်္လာနေ့အင်္ဂါမှာကြားလိမ့်မယ်လို့ကျွန်တော်တို့ကပြောခဲ့တာ98ဆိုတာအဲ့ဒီမူဟာကြားတယ်ဒါကကျွန်တော် లై ကိုယုံကြည်တယ်ကြည်တယ်လှုပ်တဲ့လူတွေရမှာဒါတလိုက်ထားတော့နောက်ပြီးတော့ဒီတစ်ပတ်မှာကျွန်တော်တို့မျိုးရည်အတွက်ပေးခဲ့တယ်မမအပိုင်ပေးခဲ့တယ် အဲ့ဒီမှာ3ရှစ်ပြိတ်တွေပေးတယ်အဲ့3ရှစ်ပြိတ်ရဲ့အပိုင်ွေဒီ3ရှစ်50အခွေးလို့ပေးပြီးတော့အဲ့ဒီနှစ်ခုတည်းကမှနောက်ဆုံး5 star တို့ကကျွန်တော်မျိုးတွေကိုကျွန်တော်ရဲ့စေနာမှန်ကန်နေဆိုရင်တက်သေးပြမယ်အပိုင်မမှန်ကန်ကန်ပေးပါတယ်ဆိုပြီးတော့သေးချာပြောပြီးခဲ့တာ၄ပြိတ်မူနဲ့ဆိုင်နဲ့ပြောပြီးသားဒါရီယာတဘာနဲ့အတွေ့အကြုံကစကားပြောတာတွေပါ ြစ်တိုင်းကြတာတော့မဟုတ်ဘူးဒါပေမဲ့တဘာနဲ့ဆုံးဖြတ်ချက်တွေမှာမိရကိုကြလို့လေဘရိတ်ဒီကြမယ်အဲ့ဒီတည်းမှာထပ်ထောက်ကူပြုတဲ့တောက်ကြနေမှာထိုင်းပါဝါ13ကြောင့်လေဘရိတ်ဒီဒီမင်းထိုင်းပါဝါမပြောဘူးနော်ဒီ3ဆိုလို့1နဲ့3နဲ့ပေါင်းလေအဲ့ဒီ4ကြောင့်4 break အပိုင်လာမယ်။ဒါကြောင့်မို့လို့40ကိုအထူးမင်းရောပြီး 6ရှစ်ကိုတော့မျိုးတွေအရန်နဲ့နော်ကာပြီးထိုးမယ်ဆိုပြီးတော့40 60တင်ွက်ဆိုပြီးပေးခဲ့တယ်ဟာဒီနေ့6ရှစ်လို့နော်ထွက်ခဲ့တာဖြစ်တယ်ပေါက်တဲ့မျိုးတွေနော်ကျွန်တော်ပြောခဲ့ပါတယ်ဓာရီတွေ့ပေါက်မဲ့ဆိုရင်တော့ကျွန်တော်မျိုးတွေဟာကျွန်တော်ကိုအားပေးဖို့ကောင်းပြီလို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းဒေချာပေါက်ထွက်ခဲ့ပြီဖြစ်တဲ့အတွက်နော် မျိုးတွေဘက်ကတာဝန်ကျေဖို့ပဲလိုတယ်ကျွန်တော်တာဝန်ကတော့ကျေပြီဒီမှာဒီ40ရာ မထွက်ဘူးလို့ပြောလို့မရဘူးထွက်စရာသူ့ရဲ့မူဆိုင်ရှိသေးတယ်ဒါကတော့ကျန်တာကအမျိုးတွေတဘောကျွန်တော်ပြောခဲ့တဲ့လေးပရိမာ40နဲ့68ကတော့တေချာပေါ့အောင်မြင်ခဲ့သွားပြီဒါက5 star တို့ရဲ့စေတနာတွေเนาะကျွန်တော်တို့ပြောခဲ့ပါတယ် ကျွန်တော်တို့ဂရုမာလာအပိလဲပါအောင်ကျွန်တော်တို့ပြောခဲ့တဲ့စီမှာဒီအပတ်မှာတရားမှမလာဘူးဗျာအင်မတန်မှနော်ချစ်ခင်ကြတာအပိကြတာဒါတွေရထားပါရပါတယ်ကိုစိတ်နဲ့ကိုသွားရတဲ့အလုပ်တွေပါအဲ့ကြတော့ပြီးသွားတဲ့အပတ်ကလိုပဲကျွန်တော်ဒီဘက်မှာမျိုးတွေအတွက်မူဆိုင်ပေးဦးမှာနော်ဒါပေမဲ့ဒီမှာခဏကျွန်တော်ပြောဦးမှာဦးမယ်ခင်ဗျာ နောက်အပတ်တွေအခုလာမဲ့ကြံ၄ရက်အတွက်အပိုင်ခွေရှိပါဦးမယ်အဲ့ဒါကတော့ပြီးသွားတဲ့အပတ်ကလိုပဲဒီအပတ်မှာကိုရှိနဲ့6ရှိထွက်ထားတဲ့မူရရเนาะအပိုင်ခွေရှိပါဦးမယ် အရိအပိုင်ကိုရာကြက်တောင်းပါပဲခမအရိမှာဒီတပတ်မှာထူးခြားတဲ့ဖိုက်ဆာတို့ဂရုကမိမွေ၅ခွက်လေလက်ဆောင်ရမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့ယုံကြည်တဲ့ဆိုရင် လာရောက်အပိလဲပါဦး ဒါကထပ်ပြီးတော့ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်เนาะဖိုက်စာတို့ကအမျိုးလေးပုံမှန်တာဝန်ကြည့်ပြီးဖြစ်တဲ့အတွက်အခုထွက်လာတဲ့၉ရှစ်နဲ့ရှစ်ချောင်းမူကြောင့်เนาะထွက်လာတဲ့မူတွေကြောင့်အပိုင်ခွေတစ်ခုရပါဒီပိုင်ခွေလူကြီးနေဆိုရင်လာယူလဲပါကြက်တောင်းနဲ့အဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်တို့ကလက်ဆောင်ကဂရုရဲ့ဒီတပတ်မိမ့်မွေးเนาะ လက်ဆောင်ပေးมาဖြစ်ပါတယ်လူရင်းချင်းနဲ့စိတ်ဝင်စားတဲ့ဆိုရင်ကြက်တောင်းနဲ့တူခွန်ကိုခွန်လေးနိခွန်တုံညာရှင်ငါနော်ခွန်ခွန်နဲ့ငါတင်ငါခွန်ခွန်ငါတို့မှာငွေလဲ SS ပို့တာနဲ့ချက်ချင်းရပါမယ်နော်အားလုံးမင်္ဂလာပါ ကျွန်တော်ကတော့5 star လေးရေးမှုပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကြတော့နေတိုင်းအဖြစ်ရောကျွန်တော်တို့ဒီတစ်ပတ်မှာကျွန်တော်အမျိုးတွေကိုမူတွေကြံသေးတယ် site တွေကြက်သေးတယ်မပြီးသေးဘူးเนาะအမျိုးတွေထွက်သွားရင်ဒါအမျိုးတို့ရဲ့တာဝန်ပဲဖြစ်သွားမှာပါ ကျွန်တော်တို့မနေ့ပြန်ထိုးရမယ့်နေတဲ့ဒီကိုလည်းပြတ်တအောင်မှဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါမင်္ဂလာပါတားလေးเนาะ မြူရီအလုံးမင်္ဂလာပါကဲနောက်ထပ်ပါလေကျွန်တော်တို့ထပ်ပြီးတော့ဒီတစ်ပတ်မှာပေးခဲ့တဲ့မျိုးတွေကို၄ပြိတ်ဒီအကောင်းဆုံးเนาะအပိုင် မိုင်မဲစွာနဲ့ကျွန်တော်အပိုင်ပေးခဲ့ဦးမယ်လို့သေးသေးချာချာပြောခဲ့တာဒါ5 star တို့ရဲ့စေတနာတွေ啊เนาะဒါမြင်ရမယ်เนาะမျိုးတွေဟုတ်ပြီလားအဲ့ကြတော့အခု ဒီဘက်မှာဗာပေးခဲ့လေတောက်ကြနေမှာအလဲတစ်သုံးအောင်မူကြောင့်မမအပိုင်လာမယ်တဲ့ဟာဒီအာဟိုဒီနေ့ကိုရှိထွက်လာတာအထောက်ကူထက်ဖြစ်တာဗျာနော်ကျွန်တော်မျိုးတွေကိုကျွန်တော်တို့စေနာမန်ဓာတ်တွေထက်ပေါ့မယ်ကျွန်တော်မျိုးတွေနော်ဟုတ်ပြီလားဘာလို့လဲဒီနေ့ကိုရှိလို့ထွက်လာတာဖြစ်တဲ့အတွက်အဲ့ဒီကိုရှိထွက်ပြီးရင် အနောက်ကအဲ့ဒီ35ခွန်အမျိုးတွေနော်ဒါကျွန်တော်ပြောခဲ့တယ်ဒီမှာကလေးကကျွန်တော်၅လုံးပေးထားတာများတယ်ကျွန်တော်၄လုံးပေးလို့ရတယ်ဒါပေမဲ့အမျိုးတွေပေါက်လာရင်နှစ်ကြိမ်၃ကြိမ်ပေါက်အောင်ဆိုပြီးတော့ကျွန်တော်ကအပိုင်ဒီယာကိုရွေးချယ်ပေးခဲ့တာလို့ကျွန်တော်ပြောခဲ့တယ်နော်လိုက်မှာအခု၄လုံးပဲထပ်ပြီးတော့ရှော့လို့ရတယ် ဒီကိုဖယ်လိုက်လို့ရတယ်တုံးငါခွန်အခွေကိုရှိကြောင်းတုံးငါခွန်ခွေတွေကြရတယ်ဒီမှာဘိုက်စတာဘာတွေဘာတွေတင်ခွဲပြီးခဲ့လေတိခွန်နဲ့တုံးနော်အလောက်အထိမျိုးတွေပေါ်ကျွန်တော်တို့ကစိနာထားတာအခုဖြစ်လာတဲ့မူရလေအဲ့ဒီတင်ခွဲကမိန်ဒီကကြပါလေခင်ဗျာအခုဒီမှာကြည့်နော်ကိုရှိနည်းနည်းတိုက်ဆိုင်စစ်ဆေးပြမယ်နော် ခဏလေးပါကျွန်တော်မျိုးတွေကိုကျွန်တော်တို့ကစစ်ဆေးပြီးသားဒါပေမဲ့ကျွန်တော်မျိုးတွေထိုးအားရှိအောင်လို့တို့ကဒါတိုက်ဆိုင်စစ်ဆေးပြီးတာဖြစ်ပါတယ်เนาะအဲ့လိုမင်္ဂလာပါကျွန်တော်တို့လေးဒီလေးဘရိတ်က6 8ဒီပါတယ်ပေါက်ကြလားနည်းနည်းအခုလူတွေတည်းကပေါက်ကြရဆိုရင်မှန်းကြပါဦးဒီလောက်အပိုင်ပေးပါမှာ မပေါ့ဘူးဆိုရင်လည်း5 star ကိုမချစ်ခင်တဲ့လူတွေပဲလို့သတ်မှတ်ရမှာပဲဖြစ်ပါတယ်เนาะဒီမှာ8 9ဆိုပြီးထွက်လာတယ်8 9 98အာထွက်ရင်3 9ခွန်ခွေသေးကြပေါ့လိုက်တယ်ဆိုတော့ဒီမှာ3ခွန်ဆိုပြီးတော့လိုက်တယ်ဟုတ်ပြီလားနောက်ပြီးတော့နောက်တဲ့8 9 98ထပ်ရှာမယ် ဒီမှာ6ရှစ်ဆိုပြီးထပ်ထွက်လာပြီ6ရှစ်ရှစ်6ထွက်ပြီးရင်အနောက်က1395ခွန်ခွေဒီမှာ9ခွန်ခွန်1 1ဟုတ်ပြီလားမလျှာပြီးတော့နော်မယုံကြည်ဘူးဆိုရင်လိုက်ကြည့်ဟုတ်ပြီလားကျွန်တော်တို့အမျိုးတို့ကနော်အချိန်တွေကအရေးကြီးတယ်ကျွန်တော်တို့ဒီပင်ရလေးလည်းပြရအောင်ပါနော်အဲ့ဒီကြတော့အခု6ရှစ်ထွက်လာလို့ တစ်သုံး၅ခွန်အခွေတလုံးအောင်ရော့ပေးလိုက်မယ်တစ်သုံး၅ခွန်အခွေရတစ်ခွန်နဲ့တစ်သုံးနော်မိန်းဒီငနံတိုင်းနေတဲ့ရင်ပူလှုပ်လို့ရပြီနော်ယိုယိုတောင်မဟုတ်ဘူးပူလှုပ်လို့ရပြီနော်စာကြေရတပတ်စာ အပိုင်းရွေးချယ်ပေးခဲ့တဲ့စီမှာအခု၉ရှိကထပ်ပြီးအထောက်ကူပေးလာပြီ ဖြစ်တဲ့အတွက်ပိုလုံးလို့ရပြီเนาะဒါကတမျိုး နောက်ပြီးတော့ကျွန်တော်ကြီးတွေ ਨੇ နော်ဗရိတ်တွေ ਨੇ တခြားတွဲပြီးတော့ကျွန်တော်တို့ဒါတွေကကလင်နာဆိုင်လက်တွဲဆိုင်တွေ ਨੇ ထွက်လာတဲ့စီမှာဒီတစ်ပတ်မှာ3ရှစ်ဗရိတ်က33က80ရှင်က3ရှင်90အခွေကဆိုတော့နှစ်ပြန်လေဒီတွေကဖြစ်လာနိုင်တယ်ဒါကလက်တွဲဆိုင်လာမယ်เนาะအခု နော်အခုအဲ့ဒီလက်တွဲ site လာမှာဖြစ်တယ်အဲ့ဒီကြတော့ခုနထပ်ပြောသလိုကျွန်တော်တို့မျိုးတွေအတွက်ဒီမှာ68ဆိုတာအထူးနော်အကောင်းဆုံးပြိတ်မိုင်မဲစွာအပိုင်ပေးအောင်မယ်ယုံကြည်ရင်လုံးလို့ပြောခဲ့ကြတဲ့66ဟာထွက်ခဲ့ပြီဖြစ်တဲ့အတွက်ဒီမှာကြံရက်မှာအပိုင်ခွေအဲ့ဒီ9ရှင်းနဲ့66မူကြောင့်နော်အပိုင်ခွေရှိပါတယ်ခင်ဗျာ အပိဇိနေဆိုရင်ကျက်တောင်းနဲ့အတူလာယူလို့ရပါတယ်အဲ့ဒီမှာဂရုရဲ့မိန်မွေဒီတစ်ပတ်မှာထူးထူးခြားခြားအခွေးဝမပေးဘဲနဲ့မိန်မွေနဲ့ဒီတစ်ပတ်ဂရုကိုပေးခဲ့တာအဲ့ဒီမိန်မွေရောရမှာလက်ဆောင်ရမှာဖြစ်တယ်ဂျိုင်းနေတဲ့ဆိုရင်လာရောက်အားပေးလို့ရပါတယ်ခင်ဗျာခွန်ကိုခွန်လေးနိကွန်တို့ညရှင်ကခွန်ကိုနိ9159ခွန်ကို9မှာ ငွေလေ SS ပူရာနဲ့ရပါပြီเนาะအလုံးမင်္ဂလာပါအဲ့ကြတော့အခုနကျွန်တော်တို့ပြောတဲ့ဓာလေးရလက်တွဲဆိုင်เนาะတခြားတော့နေတဲ့ဟာလေးအပေါ်ပင်နေကြတဲ့เนาะဒီနောက်လုံးလေးရဲ့ဒီခွန်ခွန်နိတုံညကိယာနောက်တည့်ရဲ့ကြမယ်အဲ့ဒီလိုပဲတုံညသုံးဆိုတော့၃ 385ကီယာနောက်တည့်ရကြမယ်ဆိုတော့ဒီမှာ3လဲရှိတယ်ရှင်းလဲမနေရောညရောထွက်တယ်အဲ့ဒီ385ကီကိုဒီနောက်နှလုံးပေါင်းရင်385ကီနဲ့ပဲကျွန်တော်တို့တွဲပေါင်းမယ်ဆိုရင်ဒီမှာ10ဘူးဆိုပြီးတော့တွဲပြီးတော့နော်ပေါက်သီးဖြစ်ခဲ့ပါတယ်အဲ့ကြတော့ဒီမှာလဲ3ခွန်ဆိုတဲ့ခွန်နောက်ပိတ်ကြောင့်ခွန်နှစ် တုံညာလုံးမှန်ကြီးရနောက်တနေ့မှထီးရမယ်ဆိုတော့ဒီမှာတုံညာလို့เนาะကြတယ်နှလုံးပေါင်းညင်ကိုကိုလီ6ကြီးနဲ့ခွန်တုံညာနှစ်မှာကြီးတလုံးစီမနှညာထီးသွားတယ်တွဲမထွက်ခဲ့ပါဘူးเนาะဒီမှာ8 8 3ကြီးရနောက်တည့်ရမှာကြတယ်တီလဲကြတယ်၃လဲညမနဲ့ကြခဲ့တယ်ကြီးရ ဲ့ဒီမှာထပ်ပြီးတော့နောက်နှလုံးပေါင်းချင်း၈နဲ့၄နဲ့ပေါင်းရင်နိနိခွန်၄ကီးနဲ့၈၃၁ကီးနဲ့ဆိုတော့နိတ္တဆိုပြီးမနဲ့မှာထွက်ခဲ့တယ်လို့၃ခွန်ဆိုပြီးလည်းညံနေမှာထွက်ခဲ့ပါတယ်ရန်ကောင်းနေနော်ကျွန်တော်တို့ဒါဒီနေ့မနဲ့ဖြန်အတွက်ဒါကျွန်တော်တို့အမျိုးတို့ရဲ့ကံပဲကျွန်တော်တို့ပေးထားရင်တိုက်ဆိုင်လို့အမျိုးတွေကိုချပြတာ ဒီနေ့เนาะတစ်တ68ဂီယာတင်းလာနေမှာထိရမယ်ဆိုတော့ရှေရော6ရောမနေ့ညထိခဲ့တယ်အဲ့ဒီမှာနှလုံးပေါင်းခြင်းတစ်တစ်68ဂီနဲ့ဒီရတစ်68ဂီနဲ့တွဲပြီးတော့6ဆိုတာညနေပိုင်းမှာကြားခဲ့ပါလေခင်ဗျာအဲ့လိုဆိုရင်မနေ့ပြန်မှာကျွန်တော်တို့ဒီရှိက ရှစ်သုံးတစ်ဂီနဲ့ဒီနှလုံးပေါင်းညင်သုံးသုံးရှင်းဟာဂီနဲ့ဆိုရင်တွဲတွဲမယ်ဆိုရင်ကျွန်တော်တို့ရှစ်သုံးရှစ်ဘူးရှင်းဟာသုံးသုံးသုံးရှစ်သုံးဟာတစ်သုံးတစ်ရှစ် တင်ငါဆိုတော့ပြောပါဦးဖိုင်စတာတို့ရဲ့မမအခွေနဲ့လေကိုင်းညီတယ်73ဇေအခွေနဲ့လေကိုင်းညီတယ်ဆိုတော့အမျိုးတွေထပ်ပြီးတော့မနေ့ပြန်ပေါ့ဒီရလိမ့်မယ်လို့ဖိုင်စတာကတော့ယုံကြည်ပါတယ်ခင်ဗျာဖိုင်စတာတို့ကိုချစ်ခင်အားပေးခြင်းနဲ့ဆိုရင်လေနောက်ကြံရက်မှာကိုရမယ်အပိုင်ကွေ လူချင်းနေဆိုရင်ကျက်တောင်းနဲ့လာရောက်အားပေးလို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ group ရဲ့ main queue main မွေးနော်လက်ဆောင်ပေးဦးမှာ ဖြစ်ပါတယ်လို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါဖိုင်စတာတို့တာဝန်နေကြေခဲ့ပြီဖြစ်တဲ့အတွက်ကျွန်တော်အမျိုးတွေတာဝန်ကြည့်ဖို့ဘယ်လိုပါတယ်လို့ပြောရင်းနဲ့အားလုံးနော်ကျွန်တော်ရဲ့ like ကို တွေးရှိတဲ့အမျိုးတွေအားလုံးကျမ်းမှချမ်းသာပြီးလူအင်စန္ဒတွေပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ် စုဘူးမိမ်ွေကနလေးခွန်ရှိပါတယ်ဒါလေမမေးပါနဲ့เนาะငွေရှိတဲ့လူကမဟုတ်တော့စုပြီးတော့ထိုးသွားတယ်လို့ကျွန်တော်တို့အရှိမ3ရှစ်ထွက်ထားတာဖြစ်တဲ့အတွက်လိုက်လာတော့မဲ့ဒီလေးခွန်ဟာတိုင်းနေတဲ့လူတွေသဘောပါအလုံးမင်္ဂလာပါခင်ဗျာ